ြောင်မိုင်းကူเจ้าကိုဟုံးငငယ်လေးတွေကကြားဘူးပါတယ်။ဒီကူဟာအလိုလိုပျောက်ဆုံးနေတဲ့ကူဖြစ်ပြီးလူကြီးတွေကနှက်ဝတ်တဲ့ကူလို့ပြောကြပါတယ်။ကြောင်မိုင်းကူကိုထိုက်တဲ့သူမှသာတခါတရံတွေ့ရတတ်ပါတယ်။လူကြီးတွေပြောကြားချက်အရကူထဲမှာနေအီကန်ကြီးရှိပြီးတိုင်နှင်းကြီးတစ်ခုလည်းရှိသလိုလိုကြားခဲ့ရပါတယ်။ကြောင်မိုင်းကူတရှိတဲ့နေရာကတော့မွန်ပြည်နယ်မုံတမတောင်တန်းကြီးတွေကဖရဲပြူတောင်တန်းသားမှာဖြစ်ပြီး အင်္ဂလိပ်ခေတ်ယထာတန်တန်ဖောက်လုပ်ခဲ့စဉ်ကလိုအပ်တဲ့ကြောက်တွေရရှိဖို့အတွက်ဖျားပြူနားမှာရှိတဲ့ကြောက်တော်ကြီးကို မိုင်းနဲ့ဖောက်ခွဲပြီးကြောက်တွေရယူခဲ့မှုပါလေဒါပေမဲ့မိုင်းခွဲတဲ့အလို့သမားကြီးမိုင်းခွဲနေတဲ့အချိန်မှာပဲစခန်းထဲကိုတောင်ထဲကထွက်လာတဲ့အီယာမမွေကြီးတွေရှော့ကနေရှော့ကနေဆင်းလာကြပြီးအလို့သမားကြီးကိုအတကုံလိုက်ကြရာအလို့သမားကြီးအကုန်လုံးဖျူဖျဲနဲ့ထွက်ပြေးကြရတယ်လို့သိရပါတယ်ဦးဆောင်သူအင်္ဂလိပ်စစ်ဗိုလ်ကြီးကိုလည်း ညဘက်အိပ်ပျော်နေတဲ့အချိန်မှာရှေးပရိသတ်ခေတ်ကအဆင့်မြင့်မားတဲ့နန်းတွင်ဝတ်စုံကြီးနဲ့အသက်40ရွယ်လူကြီးတဦးကအပေါင်းဖော်အချွေရမျက်နှာတကွရောက်ရှိလာပြီးဒီတောင်ကိုဆက်လက်ဖြိုခွင်းရင်တင်းနဲ့တကွအပေါင်းအသင်းလုံသမားများအားလုံးကိုဒဏ်ခတ်လိမ့်မယ်လို့အိမ်မက်နဲ့သတိပေးဥပါတယ်အင်္ဂလိပ်စစ်ဗိုလ်ကြီးလည်းကြောက်လန့်ပြီးအဲ့ဒီတောင်ကိုဆက်ပြီးမဖြိုရတော့ပါဘူးအဲ့ဒီနေရာကနေလေအပြီးတိုင်ပြောင်းရွှေ့သွားခဲ့ပါတယ်မိုင်းခွဲထားတဲ့နေရာကတော့အခုထိကျန်ရှိနေပါသေးတယ် ဒါကြောင့်ဒီနေရာကိုကြောက်မိုင်းလို့အလွယ်တကူခေါ်ကြတာပါတကယ်တော့ဒါကတမိုင်းအစ်စ်မဟုတ်သေးပါဘူးတမိုင်းအစ်စ်ကတော့ပကံခိကစတင်ခဲ့တာပါပကံခိအနော်ရထားပြီးရင်တထုံပြည်ကြီးကိုစစ်ချီခဲ့စဉ်ကဒီနေရာမှာတက်တထောင်နားခဲ့တယ်လို့ပြောကြပါတယ်အနော်ရထားခေနောင်းပိုင်းမှာပကံနန်းရင်းရှုပ်ထွေးနေတဲ့အချိန်ကာလတိုင်းပြည်ကြီးဖျော်ဖျဲဖြစ်နေချိန်မှာအောက်ပြည်အောက်ရွာမှာမွန်အဆက်အနွယ်များပြန်လည်လှုပ်ရှားလာကြပြီးနေပေအသီးသီးမှာသူတလူငါတမင်းအုပ်ချုပ်နေထိုင်ကြလေရာ ဒီကြောင်ပိုင်းဒေသမှာဖုံးတကူကြီးမားတဲ့မွန်မင်းတပါဟုတ်ချုပ်နေထိုင်ခဲ့တယ်လို့အဆိုရှိပါတယ်ဒုတိယဟန်တာဝရီမတီထောင်ပြီးအချိန်ကာလတစ်ခုအတွင်းလို့ခံမှန်းရပါတယ်နောက်ပိုင်းအုတ်ပြီအောက်ရွာရာမညာတိုင်းမွန်သွေးရမှာမွန်မင်းနေချင်းချင်းစစ်ခင်းကြတဲ့အချိန်မှာဒီကြောင်ပိုင်းဒေသကမွန်ပြည်ကြီးကအပေါင်းပါများနဲ့တကွပျောက်ဆုံးသွားပြီးသူ့တိုင်းပြည်ကြီးလည်းကျဆုံးသွားတဲ့အတွက်ကြောင့်အခုလောက်ခံကြေးရွာကြီးတရွာအဖြစ်ရောက်ရှိသွားပါတယ်ဒီကြေးရွာကြီးမှာလူသူအင်အားများလာခဲ့တဲ့အချိန် မြို့နယ်စုတစုကဒီကြေးရွာကြီးကနေခွဲထွက်ပြီးဖျားပြူတောင်နီတောင်ကြီးနေရာတစ်ခုမှာကြေးရွာတရွာဖြစ်တည်ဆောက်နေထိုင်ခဲ့ကြပါတယ်။အဲ့ဒီရွာကိုဝဘိုးပြူရွာလို့ခေါ်ကြပါတယ်။ကရင်လူမျိုးအများစုနေထိုင်ကြပြီးထေရဝါဒဗုဒ္ဓဘာသာကိုယုံကြည်ကိုးကွယ်ကြပါတယ်။တောင်ရလုပ်ငန်းနဲ့အသက်မွေးဝမ်းကြောင်းပြုလုပ်နေထိုင်ကြပြီးတချို့ကတော့တောလိုက်မိုးဆိုးများဖြစ်အသက်မွေးကြပါတယ်။ဝဘိုးရွာသားတော်လိုက်မိုးဆိုးရည်ရဲ့ပြောကြားချက်အရတခါတည်းရန်တော်ထဲမှာဂူကြီးတူကိုတွေ့မြင်ရတဲ့ပြီး ရှိခေဝတ်ဆန်းနဲ့လူအမျိုးများကိုတွေ့မြင်ရတဲ့အကြောင်းပြောပြပါတယ်။ပျောက်ဆုံးနေတဲ့မွန်ပြည်ကြီးနဲ့အပေါင်းအပါများဖြစ်နိုင်မယ်လို့ယူဆကြပါတယ်။ဒီဂူကြီးကိုလည်းပျောက်ဆုံးနေတဲ့ဂူကြီးလို့ခေါ်ကြပါတယ်။အင်္ဂလိပ်ခေယထာတန်လန်ဖောက်လို့ဖို့အတွက်မိုင်းခွဲခံရင်ထူးခြားတဲ့ဖြစ်စဉ်ကြောင့်တပိုင်းတစကြမ်းရှိနေတဲ့အဲ့နေရာကိုကြောင်မိုင်းလို့ခေါ်ကြပြီးဒီနေရာမှာပျောက်ဆုံးနေတဲ့ဂူနဲ့ကြီးကိုလည်းပျောက်ဆုံးနေသောကြောင်မိုင်းဂူလို့ခေါ်ပေါ်ကြပါတယ်။ကြောင်မိုင်းဂူကြီးဟာအခုအချိန်ထိပျောက်ဆုံးနေသေးပဲဖြစ်ပါတယ်။တခါတည်းရန် တော်ရဲတောင်းနဲ့တောလိုက်မုံဆူးများတားကောင်လိုက်ရင်ဒီကြောင်မဲဂူကြီးဘက်ကိုရောက်ရှိသွားတဲ့ချိန်ဂူကြီးကိုအမှတ်မထင်တွေ့မြင်တတ်ကြရပါတယ်ဂူကြီးအတွင်းမှာပေါင်မဲနေပြီးဂူရဲ့ဟိုးအတွင်းဘက်ခက်နက်နက်နေရာမှာတော့ပြာလဲလဲရောင်နေထွက်နေတဲ့ရေကန်ကြီးကိုတွေ့မြင်ရတတ်ပါတယ်မုံဆူးတွေကတော့နှက် ရေကန်လို့ယုံကြည်ကြပါတယ်ဘသူမှတော့ရေကန်ကြီးရှိတဲ့အတွင်းဘက်အထိမဝင်ရဲကြပါဘူးဝင်ရောက်ဖို့ကြိုးစားကြတဲ့မုံဆူးတို့ရဲ့ပြောကြားချက်အရဂူရဲကိုဝင်ဖို့ကြိုးစားရင်ကြက်သိမ်းအလိုလိုထပြီးကြောက်စိတ်တွေဝင်လာတာ အမြန်ပြန်ထွက်ပြေးရကြောင်းပြောပြကြပါလေနောက်တစ်ခါပြန်ကြည့်ရင်ဒီကူကြီးကိုမတွေ့ရတော့ပါဘူးတဲ့ထူးဆန်းတဲ့ကြောင်မိုင်းကူပါပဲဂူအတွင်းမိုင်းအထိရောက်ရှိမှုတခုတော့ရှိပါတယ်သူကတော့ရတိကြီးဘိုးတက်ကပါပဲရတိကြီးဟာတော်တဲ့တောင်နဲ့နယ်နဲ့အဋ္ဌံဝင်ရင်ဖျားယူတောင်ထိပ်မှာရှိတဲ့ဇီရီကြီးကိုအာယုံကြပြီးအဲ့ဒီဇီရီမှာအဋ္ဌံဝင်ပြစ်ခဲ့ပါတယ်တညတော့ရတိကြီးဘိုးတက်ကအဋ္ဌံပတိစိတ်နေတော့အိပ်ပျော်သလိုဖြစ်သွားတဲ့အချိန် ကျောင်းပြင်ဘက်ကနေရသေးကြီးရသေးကြီးလို့လူငယ်တယောက်ကခေါ်ဆောင်ကြရပါတယ်ခေါ်ဆောင်ရောက်ရသေးကြီးလဲလူလဲထပြီးကျောင်းဘဝကိုထွက်ကြည့်တဲ့အချိန်လူငယ်လေးနှစ်ဦးကိုတွေ့လိုက်ရပါတယ်လူလားနတ်လားလို့အာယုံခံကြည့်ရှုလိုက်တာဘုံမီးရလောကသားတွေမှန်းသိရပါတယ်လူငယ်လေးတွေကရသေးကြီးကိုတွေ့မြင်ရတယ်နဲ့ရသေးကြီးကျွန်တော်တို့သခင်ကြီးကရသေးကြီးကိုတွေ့မြင်လို့တဲ့အတွက်ပြင့်ခေါ်ခိုင်းလိုက်ပါတယ်ရသေးကြီးကျွန်တော်တို့နောက်လိုက်ခဲ့လို့ရမလားလို့မေးပါတယ်ရသေးကြီးဘိုးသက်ကလည်းဘာပဲဖြစ်ဖြစ် ဗဟုသုတရရတခုခုတော့ရှိမှာပဲလို့တွေးမိပြီးလူငယ်လေးတွေစကားကိုလက်ခံလိုက်ပါတယ်ဒီလိုနဲ့လူငယ်လေးနှစ်ဦးလည်းယသိကြီးကိုပင့်ခေါ်ပြီးကြောင်မိုင်းကဘက်ကိုထွက်လာကြပါတယ်မကြာမီမှာပဲဂူကြီးရဲ့ဆိုရောက်ရှိသွားပြီးဂူကြီးဟာရှေးနှစ်ပေါင်းများစွာကလေးကတီရှင်းရဲ့သောဂူဖြစ်ကြောင်းယသိကြီးအလိုလိုသဘောပေါက်နေပါတယ်ဂူတွင်းမှရောက်ရှိသွားတော့ဂူကြီးထဲမှာအင်မတန်ကြီးကျယ်ခမ်းနားလာတဲ့နန်းတော်အဆောက်အုံကြီးများကိုတွေ့မြင်ရပါတယ်တကယ့်ကိုအမှုမညာလက်ရမြောက်စွာတိဆောက်ထားတဲ့နန်းတော်ကြီးဖြစ်နေပါတယ် လမ်းတော်ထဲမှာမိမယောက်ျားလူကြီးလူငယ်လူလက်အပေါင်းများစွာကသူ့လိုနဲ့သူသွားလာနေထိုင်ကြတာကိုတွေ့မြင်ရပါတယ်။ယတိကြီးကိုမြင်တော့ဥညိုအယူတည်ပြီးကြပါတယ်။ယတိကြီးကလည်းလူငယ်အုပ်ခေါ်ဆောင်ရသူလိုက်သွားရင်နောက်ဆုံးခန်းဆောင်ထဲမှာကလထိုင်တစ်ခုပေါ်ကနှကမွေကကအသားရည်နူးညံ့ချောမွေ့ပြီးအသက်၄၀ဝန်းကျင်ရှိတဲ့ရှေးခေတ်မွန်ဘီရင်ဝတ်ဆန်းနဲ့ဥရိယုတ်ခံရတဲ့လူကြီးတူကိုတွေ့မြင်ရပါတယ်။ယတိကြီးရဲ့စိတ်ထဲမှာဒီလူကြီးဟာနန်းတော်တွင်အကြီးဆုံးလူဖြစ်ရလိမ့်မယ်လို့ အလူလူတိနေပါတယ်။အဲဒီလူကြီးကယသိကြီးကိုမြင်တော့ပြုံးပြပြီးနှုတ်ဆက်ပါတယ်။ယသိကြီးတရားအားထုတ်လို့အဆင်ပြေပါသလား။အဆင်ပြေပါတဲ့တကားတော့တကားတော်တို့ကဘယ်ပုံဘယ်လောကသားတွေလဲ။ဒီလူကြီးဟာအများပြောပြောနေတဲ့ပျောက်ဆုံးနေတဲ့ကြောင်မိုင်းကူဆိုတာဟုတ်ပါသလားတကားတော်။ဟုတ်ပါတယ်အရှင်ယသိဒီလူဟာပျောက်ဆုံးနေတဲ့ကြောင်မိုင်းကူကြီးပါပဲ။တကားတော်တို့ကဘုံမီးရလောကသားတွေပါ။ထိုင်မအောင်အရှင်ယသိသူလူကြီးကစကားပြောရင်ထိုင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ ဒင်ကြီးကလည်းနူးရဲ့ချောမွေ့လာတဲ့ဂရီဘာထိုင်ကုန်မော်ကိုထိုင်လိုက်ပါတယ်။ပြီးမှတိကျန်တာတွေကိုဆက်လက်မေးမြန်းပါတယ်။တခါတော့ကအရင်ဘဝတုန်းကဒီနယ်ရဲ့အရှင်သခင်ဖြစ်ဟန်တူတယ်။အင်းပြောရရင်ဇလန်းဖြစ်ပျက်တွေကရှင်ရရပါတယ်ရှင်ရသည်။ရှင်ရည်တိပြောသလိုတကားတော်ကဒီနယ်ရဲ့အရှင်သခင်တူဦးဖြစ်ခဲ့တာမှန်ပါတယ်။မြန်ပြည်နယ်မှာထင်ရှားကြော်ကြခဲ့တဲ့သူတူဦးလည်းဟုတ်ပါတယ်။ဒါပေမဲ့ဒါရီအားလုံးကအတိတ်ရာဇဝင်မှာကျန်ရစ်ခဲ့ပါပြီ။အခုတော့တကားတော်ဟာဘဝကိုကြည်ကျင်နေတဲ့နေထိုင်တဲ့သူတူဦးဖြစ်သွားပါပြီ။ ဟောရီဂူကြီးကဒကာရောရှင်ဘီယံဘဝတုန်းကဖောက်လုခဲ့တဲ့ဂူကြီးပေါ့အခုတော့ဒကာရောရဲ့ဖုံးကံကြောင့်ဘုံမိမ့်မှန်အဖြစ်ပြောင်းလဲသွားတယ်ဒကာရောကဖုံးကံတော်ကြီးမှပါတယ်ဒါနဲ့ဒကာရောဒီဂူကြီးထဲမှာနိုင်ရည်ကံရှိတယ်ဆိုတော့ဟုတ်ပါသလားဟုတ်ပါတယ်အရှင်အစ်တိဒကာရောတို့တွေကဒီနိုင်ရည်ကံကိုဆောက်ရှောက်ရပါသေးတယ်ဒီနဲ့ရင်ကံကိုတကိုးကြီးမပြီးတရားကျင့်ကြံအားထုတ်တဲ့သူတော်စင်ယတိယဟန်တွေနဲ့ရှေ့ရနာမည်လက်ွယ်ဥပုံနေသတင်းတီလာခံယူဆောက်တည်ကြတဲ့လက်သားလက်သမီးတွေပဲအသုံးပြုလို့ရပါတယ်။ဒီနဲ့ရင်ကံလည်းရေကိုတောက်သွင်းရင် အနာရောဂါမျိုးမျိုးပျောက်ကင်းသွားကြပါတယ်အထက်နမင်းကြီးများအမေရဒကာတော်တို့ဆောင်းလျှောက်ပေးရပါတယ်အရှင်အစ်တမြင်တွေ့ကြပါသလားမြင်တွေ့ကြပါတယ်ဒကာတော်တို့နဲ့လူကြီးကရှိကနေဥဆောင်ပြီးခေါ်သွားတဲ့အခါယတိကြီးကလည်းနောက်ကလိုက်သွားပါတယ်နန်းတော်ဒကာဝါရီတစ်ခုပြီးတစ်ခုကြော်လွားခဲ့ရပြီးဥယျာဉ်လိုလိုကြောက်ဆောင်ကြောက်ခဲတွေနဲ့တာယာလှပသောနေရာတစ်ခုကိုရောက်ရှိသွားပါတယ်လူကြီးအတွင်းပိုင်းကအလွန်ကြင်ဝန်းလာပါတယ်လူတွေကအလင်းရောင်လေးဘယ်ကရလာသလဲလို့စူးစမ်းကြည့်တဲ့အခါ ကြည်လင်းနေတဲ့ကြောက်တလင်းနေတဲ့ကအယောင်ထွက်ကြောင်းတွေ့ရှိရပါတယ်။လူကြီးရဲ့ဥဆောင်စုလိုက်သွားရင်ကြောက်စော်ကြောက်ခဲတွေကြောက်တလင်းကြောက်ပန်းတွေကိုဖျက်ကျော်ပြီးတဲ့နောက်အံ့ဩဝေရနဲ့ရေကန်းကြီးကိုဘွားကနေတွေ့မြင်လိုက်ရပါတယ်။နဲ့ရေကန်းကြီးဟာအဆင့်၃တက်ရှိပြီးရေဒဂွန်လိုစီးဆင်းနေတာကိုတွေ့မြင်ရပါတယ်။ရေပြင်ကကြည်လင်ပြားလဲ့ပြီးအယောင်တွေတဖိတ်ဖိတ်တောက်ပါနေပါတယ်။နဲ့ရေကန်းဘေးမှာလဲကြောက်နွယ်ကြောက်ပန်းတွေနဲ့အလွန်မဲ့တာယာလှပါပါတယ်။ရေတွေကဘဲကစီးဆင်းနေတာလည်းတော့မပြောတတ်ပါဘူး။ ရေရွေကိုကြည့်ရင်စိတ်ကအနုနုကြီးလင်းနေသလိုခံစားရပါတယ်တခါတော့ဒီရေတွေကဘယ်ကနေထွက်လာသလဲဒီကြောက်တွေကပဲဆင်းထွက်လာပါတယ်အရှင်ရဲ့သည့်ဒီကြောက်တွေကအပြင်းမာနောက်ရောင်ထိန်တဲ့အခါအေးမြကြီးလင်းတဲ့ရေတွေကအလုံးလုံးဆင်းထွက်လာပါတယ်ဆန္ဒကန္နာကြောက်မျိုးနယ်တွေပါရေတွေဟာဆက်နေရသည့်ဒီတိုင်းပဲရှိနေပါတယ်ရေရှန်ခြင်းရော့ပါခြင်းမရှိပါဘူးအရှင်ရဲ့သည့်အော်ထူးဆန်းပါပြီတခါတော့ဒါနဲ့ရွာကမုတ်ဆိုးတွေကဒီရေကန်ကိုတွေ့ရတယ်လို့ပြောတယ်ခုလိုတာယာလက်ပါတဲ့ရေကန်ကိုတွေ့ရတာကိုဟုတ်ရလား ဟုတ်ပါရဲ့ရှင်သည်သူတို့ရဲ့အကုသိုလ်ကံတွေကများနေတာကြောင့်ရေခဏကတ်လို့မရပါဘူးအနာရောက်လာရင်လည်းတခါတော့ရဲ့တပည့်တွေကတားကြမှာပါပဲအရှင်သည်အနေနဲ့ဒီနိုင်ရင်ကံတွေကရေကိုတစ်ခွက်တောက်သုံးကြည့်ပါဦးလူကြီးကပြောပြောဆိုဆိုယတိကြီးကိုနိုင်ရင်ကံတွေကရေကိုတောက်သုံးခိုင်းပါလေယတိကြီးကလည်းကြောင်မုတ်ခွက်ကိုယူပြီးတစ်ခွက်တောက်လိုက်တဲ့အခါခန္ဓာကိုယ်အကျောချင်နေချက်ချင်းကြည်လင်လန်းဆန်းသွားသလိုခံစားရပါတယ်။ဒီကတော်ထူးဆန်းတာပဲတကားတော့။နိုင်ရီကံကရီရီကိုအရှင်ရသိရဲ့ ချိုးခင်ကရပါသလားတကားတော့ဒါတော့တီးခံပါရှင်သည်အကယ်၍အရှင်သည်ချိုးကျင်နေဆိုရင်ဗုဒ္ဓံနုတ္တိဘာဝနာတရားအကောင်းလောက်အောင်ဂုံတော်များများပွားထားပါဗုဒ္ဓံနုတ္တိပွားများမှုအကောင်းတဲ့ယတိယဟန်တွေကဟိုးအထက်ဆုံးအရာမှာချိုးခင်ရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့ဗုဒ္ဓံနုတ္တိဘာဝနာကိုအကောင်းတဲ့အထိပွားများထားတဲ့ယတိယဟန်သူတော်စင်တွေရဲ့ခန္ဓာကိုယ်ကလူသားတွေရဲ့ကိုယ်ခန္ဓာဆိုင်ရာအညစ်အကြေးမရှိသလောက်ဖြစ်ပြီးစိတ်ကလည်းအယမ်းစင်ကြယ်လို့ရေထဲကရေမမြင့်ပတ်နိုင်ပါဘူး အကယ်၍မပြောပါတော့တဲ့အညစ်အကြေးရှိမယ်ဆိုရင်တောင်ညီကြီးတွေကိုစုပ်ဝင်သွားနိုင်ပါတယ်။ရေကတော့စင်ကြယ်မြဲစင်ကြယ်နေပါတယ်။သူတို့ရဲ့ဖုံးတခုတွေကြောင့်ရေကပူပြီးအစွမ်းအာနိသင်ကြီးမားလာပါတယ်။နတ်သားနတ်သမီးတွေကြတော့သူတို့ခန္ဓာကိုယ်ကလူသားတွေလိုမကြမ်းတမ်းဘူး။နူးညံ့တိမ်မွေ့တယ်အညစ်အကြေးမရှိဘူး။ဓာကြီးလေးပါညီမြဖို့အတွက်သာရေလာချိုးကြပါတယ်။ဒါပေမဲ့နတ်သားတွေကအလဲရက်မှသာချိုးခွင့်ရှိပြီးနတ်သမီးတွေကြတော့ဟိုးအောက်ထပ်မှချိုးကြရပါတယ်။ဒါတော့ဥပုပ်သတင်းတီလာစောက်တည်ပြီးမှချိုးခွင့်ရှိကြပါတယ်။ တော်ထူးဆန်းတဲ့နေရီကံမဲ့တကားတော့ဟုတ်ပါရဲ့အရှင်ယသိအခုအရှင်ယသိကဘာကမ္မထမ်းပွားများအားထုတ်ပါသလဲအာနာပါနဝင်နေထွက်လီပဲမှတ်ဖြစ်ပါတယ်တကားတော့တခါတလေဂုံတော်ပတိစိတ်ဖြစ်ပါတယ်ဒါလည်းကောင်းပါတယ်ဘုရားနုဒတိဂုံတော်ကမ္မထမ်းနဲ့မြစ်တာကမ္မထမ်းကိုများများပွားပြီးပါအရှင်ယသိတကားတော်တို့ဘုံမီးရလောကသားတွေကလက်တွေဝိဇာတွေကအဲ့ဒီကမ္မထမ်းနှစ်ပါးပွားများအားထုတ်တဲ့ယတိယဟန်သူတော်စင်တွေကိုအလွန်ကြီးညိုလေးစားကြပါတယ် အရှင်ရသည့်အနေနဲ့ဒီမာနေသမ ्या ကာလပတ်လုံးတက္ကရာတို့တက်နိုင်သမျှကုညီဆောက်ရှောက်ပေးပါမယ်။အရှင်ရသည့်ကုညီလိုရင်တက္ကရာတို့အာယုံပြုပြီးစိတ်ထဲတောင်းတလိုက်ပါ။တက္ကရာရောက်လာပါမယ်။အကယ်၍တက္ကရာအလုံးများလို့မရောက်လာနိုင်ဘူးဆိုရင်တပည့်တယောက်ကိုလွတ်လိုက်ပါမယ်။အရှင်ရသည့်စိတ်ချမ်းသာသောသားနဲ့တရားအားထုတ်ပါ။ကျေးဇူးပါပဲတက္ကရာ။ထို့သောစကားပြောပြီးစီနဲ့လူကြီးကိုနှုတ်ဆက်ကာယတိကြီးဘုဒ္ဓကလည်းဖျားပြူစီရီကြီးအနီးမိမိကျောင်းသင်ငန်းကိုပြန်လာခဲ့ပါတယ်။အပြင်မှာလူငယ်လေးနှစ်ယောက်သာပြန်ပူကြပါတယ်။ ။အသေးကြီးလည်းဖျားပြူတော်မှာအဋ္ဌံဝင်ရင်ချမ်းချမ်းသာသာပဲတရားအထုတ်ခဲ့ပါလေ။အဋ္ဌံရက်ပြည့်တဲ့နောက်ဆုံးနေ့မှာမင်းကလေးတစုအလွန်မွေးကြိမ်တဲ့စွန်းစွန်းဟင်းများလာရောက်လှူဒါန်းကြပြီးတခင်ကြီးလာဖို့ခိုင်းပါတယ်လို့ပြောသွားကြပါတယ်။ဒါကတော့ကျမ်းပါပါစီလို့မြတ်တာပူဇော်ပေးပါတယ်။ဒီနဲ့ရေကန်နဲ့ပျောက်ဆုံးနေတဲ့ကြောင်မင်းကူအကြောင်းကိုရတိကြီးဘိုးသက်ကနေမပြောင်းခင်အချိန်မှာရင်းနှီးတဲ့ဖះဒါရကကြီးတူဦးကိုပြောပြခဲ့ပါတယ်။နောက်ပိုင်းဖះပြူတောင်ကိုအဋ္ဌိဌာန်ဝင်လာကြတဲ့ သူတော်စင်တချို့လဲရတိကြီးဘိုးသက်ကတော့ဘူကြီးနဲ့မရောက်ဘူးကြပေမဲ့နန်းတော်ကြီးအဆောက်အဦးနဲ့နိုင်ရင်ကံကိုအာယုန်ထဲမှာမြင်တွေ့ရကြောင်းပြောကြပါတယ်။ပျောက်ဆုံးနေတဲ့ကြောင်ပိုင်းကူအချောင်းကိုကြားဘူးသူအများစုကအဲ့ဒီနေရာကိုအရောက်သွားကြပြီးဘူကြီးကိုရှာဖွေကြပေမဲ့ဘသူမှမတွေ့ကြပါဘူး။မထပ်၍လားတွေ့ဖို့ကံမပါ၍လားမပြောတတ်ပါ။တခါတရံတော့အဲ့ဒီဘူကြီးကို လိုက်ရှာရင်မွေတွေလိုက်တာခံရပြီးထွက်ပြေးကြရပါတယ်။ကြောင်ပိုင်းကူကြီးမှာအခုထိပျောက်ဆုံးနေသေးပဲဖြစ်ပါတယ်။ ခုလိုဘုဒ္ဓရဲ့ရည်ရည်ဗီဒီယိုတွေကိုအစ်စ်တင်နိုင်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပြီးတောင်းဆိုရပါခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်